မင်္ဂလာပါမေဆွေတို့ရေဒီတစ်ခေါက်မှာတော့ကျွန်တော် AI တိုင်းရဲ့ data တော်တစ်ခုလေးကိုခြေချပြီးတော့ရေပရင်းကိုတင်စားခေါ်ရတဲ့မိကျောင်းတို့ရဲ့လှုပ်ဝဆန်းကျင်တဲ့ဘဝအကြောင်းကိုစူးစမ်းကြည့်ရအောင်ပါမြန်မာနိုင်ငံကမိကျောင်းတွေအကြောင်းပြောရမဆိုရင်မင်္ဂလာကျောင်းဆိုတာလေ့ထားလို့ရတဲ့ကျောင်းကြီးတစ်ကျောင်းပါပဲမင်္ဂလာကျောင်းပုဂလင်းမြို့နယ်အောက်ဘက်မှာရှိတယ်အဲ့မင်္ဂလာကျောင်းလေးမှာ ကတုံးအရာအမချောင်းတဲ့ဤမယန်းချောင်းစတဲ့ရွာကြီးရွာငယ်လဲလဲရှိတယ်။အဲ့လိုဝိုင်းရင်ထားတဲ့မင်းမလာကျောင်းရဲ့နေရာကရေငံမီကျောင်းတွေရဲ့အိမ်ဆိုရင်တည်းမမှားပါဘူး။ဒီကျောင်းကမြချောင်းတွေဒီတော်တွေနဲ့တင်းနဲ့နေပြီးတော့မိကျောင်းတွေရဲ့စံပြော်ရနေရာတစ်ခုဖြစ်တယ်လို့ထင်ရှားတဲ့သမိုင်းလေးလည်းရှိခဲ့တယ်မဟုတ်လား။အခုလောလောဆယ်တော့ မိမလာကျောင်းရဲ့တမိုင်းတွေကိုမေ့ထားပြီးချစ်စရာကောင်းတဲ့အဲ့ဒီကြောက်စရာကောင်းတဲ့ဒီကျောင်းကြီးရဲ့အကြောင်းစားလိုက်ရအောင်ဗျာလေလာရောက်ပြီဆိုတာနဲ့အနောက်တောင်မုတ်တုံလေးနဲ့အတူဘိုးဇက်တဲ့စတင်ကြလာပါပြီမိုးဥကြရာသီပေါ့နော်အဲ့ဒီလိုမိုးဥကြရာသီရောက်တာနဲ့ မင်းမလာကျောင်းလီစာမြည်ရီတွေကလည်းတက်လာပါတယ်။ဒီအချိန်ကမိချောင်းတွေအတွက်အထစ်ဇလန်းတွေစတင်တဲ့အချိန်ကောအထင်းမိချောင်းကြီးကသူ့ရဲ့ခန္ဓာကိုယ်ကြီးကိုရေပေါ်မြောက်ပြပြီးနှခေါင်းကနေပြီးတော့နိမ့်နိမ့်အတန်လေးနဲ့အော်ဟစ်ပြီးတော့အမတွေကိုဆွဲဆောင်တယ်။ဒါသူတို့ချင်းချင်းပဲကြားနိုင်တဲ့အတန်မျိုးနဲ့အော်တော့ဗောနော်။အဲ့ဒီအချိန်ကသူတို့အတွက်ရင်ခုန်စရာအထစ်ဇလန်းတွေဆိုပေမဲ့ ကျွန်တော်တို့လိုပင်လယ်သားတွေပင်လယ်ပင်ရေဥသားကြီးရဲ့အတွက်ကတော့အရန်ကိုအန္တရာယ်များတဲ့အချိန်ဖြစ်နေတတ်ပါတယ်။ဘာလို့လဲဆိုတော့နဂိုကရဲရန်လိုတက်တဲ့မိချောင်းဖြစ်ရတဲ့ကြားတဲ့သူတို့ရဲ့အခြေအခြေရာအစင်မပြေမှုတွေကြောင့်ပဲဖြစ်ဖြစ်နေပြီးလူကြတာပဲဖြစ်ဖြစ်အကြောင်းဝင်ပြုကြောင့်ပေါ့ဒီလိုအချိန်မှာသူတို့ကပုံမူခက်ထန်ကြံတန်းနေတတ်ကြပါလေ။ဒါကြောင့်လဲအဲ့လိုအချိန်မှာမြစ်တဲ့ချောင်းထဲမှာလင်းငါးတစ်စင်းနဲ့ ငါးပိုက်ချတဲ့ရေလိုသားကြီးတွေကမိချောင်းအန်ရဲ့ကိုအထူးကိုဘီယိုဆိုင်ကြရပါတယ်။ဇွန်လလို့ဆိုရင်တော့ဒီချစ်စလန်ကပြီးဆုံးသွားပါပြီ။ဒါပေမဲ့သူတို့ချက်စားတဲ့နေရာတွေမှာပဲတဝဲလဲလဲရှိနေတော့ကြည့်တယ်။ဇူလိုင်ဩဂုတ်လရောက်တဲ့အခါမှာအမမိချောင်းတွေကဥချတော့မဲ့အချိန်ရောက်လာပါပြီ။ဒီတော့တွေရဲ့ထုံးစံတား လမှုပင်တွေတဏီတော်တွေစိုးနေကြုံတွေနော်တယောတွေအကုန်လုံးအများကြီးပေါက်ရောက်နေပြီးတော့တော်ရုံလူမတိုးနိုင် မရောက်နိုင်တဲ့အဲ့အောက်ပေါင်းဆုတ်ထွေးလာတဲ့နေရာတွေမှာသူတို့အတိုက်လုပ်ပြီးတော့ဥချကြပါလေတခါဥချရင်30ဝန်းကျင်တော့ကိုသူတို့ကဥချတတ်ကြပါလေပြီးရင်တော့မိเจ้าမကြီးကအဲ့ဒီနေရာအနည်းတစ်ဝက်မှာပဲ သူကူတွေကိုကာကွယ်စောင့်ရှောက်ပေးနေရင်လည်းကျန်တဲ့ချက်စားနေတတ်တယ်။ဒီကြောင့်ထီကတော့စားပြီးနားမလဲလို့ပြောရမလားပဲ။မဲ့လက်ရာစီပြီးတာနဲ့တဏှာရာစီကိုထွက်ခေါ်သွားတတ်ကြတယ်။ဒါပေမဲ့အဲဥပုပ်ချက်မျိုးမှပဲဖြစ်ဖြစ်ဥချထားတဲ့အတိုက်မျိုးပဲဖြစ်ဖြစ်တွေ့ရင်ရန်လိုတတ်တဲ့သဘောအတိုင်းသူရန်ရှာဖြစ်စည်းတတ်တယ်။ဒါပေမဲ့အဲ့ဒါကမိကြောင်းမကြီးရဲ့ကာကွယ်မှုကြောင့်ဖြစ်တော့ဖြစ်ခဲ့ဖြစ်စဉ်လေးပေါ့နော်။ အဲ့လိုနဲ့အချိန်အားဖြင့်နှစ်လခွဲ သုံးလလောက်ကြာပြီးကျအောက်တိုဘာလနဲ့နိုဝင်ဘာလလောက်မှာမိချောင်းကောင်လေးတွေပေါက်လာပါပြီဒီနေရာမှာသဘောဝတရားကြီးရဲ့ထူးဆန်းမှုတစ်ခုရှိရဲ့ဗျအဲ့ဒါကတော့မိချောင်းလေးတွေကိုအထီးအမှခွဲခြားပေးလိုက်တဲ့မိကအရန်ကိုအံ့ဩကိုကောင်းတာပါဘလို့လဲသိလားအပူချိန်နဲ့ခွဲခြားပေးလိုက်တာဟုတ်ပါအပူချိန်မြင်မောဆိုရရတဲ့ဥပေက ဒီကြောင့်တီလေးတွေပေါက်ပြီးတော့အပူချိန်တိတ်မြရပါနဲ့ဟိုအောက်ဖက်မှာကျနေတဲ့ဥတွေကြတော့အမတွေပေါက်တယ်။ဒါကသဘောဝတရားကြီးတယ်။စမ်းကြဲတဲ့ဆုံးဖြတ်ချက်လို့ပဲပြောပြရစီဗျာ။နောက်ထပ်ဆုံးစားစရာတစ်ချက်ကဘာလဲ။သူ့ရေပြင်လို့ပါကြောင်တင်စားကြရလေ။မိတ်ဆွေတို့အပြင်မှာမိချောင်းတစ်ကောင်တွေ့ဘူးကြလား။တွေ့ဘူးတယ်ဆိုရင်တော့ အဲတိရစ္ဆာန်ယုံထဲကမိကြောင်းတွေမိကြောင်းမွေးပြီးစခန်းစီကမိကြောင်းတွေကိုပဲတွေ့ဘူးမြင်ဘူးလေဆိုရင်ဒါကမိကြောင်းတကောင်ရဲ့အစွမ်းတက်တွေကိုတည်တည်ချာချာမိတ်ဆွေမမြင်ဘူးသေးဘူးဆိုတာကိုတော့ကျွန်တော်ပြောရဲတယ်။ရေပင်းကိုဘာကြောင့်သူတို့ခေါ်ဆိုရတယ်လဲဆိုမြစ်ထွေးချောင်းထဲကရေပင်းဆိုတာတတွင်တွင်စီးစင်းနေတတ်တာတဘာဝပဲ။အရှိတက်ချင်းပြဖြစ်ဖြစ်ရေကြောက်ခြင်းပဲဖြစ်ဖြစ်ရေကအမြဲတမ်းတတွင်တွင်စီးနေရ။ဒါပေမဲ့ အဲ့ရေပင်ကစီးလဲစီးမနေတော့ဘူး။လှိုင်းချက်ခွတ်လေးတွေတော့ထားမနေတော့ဘူး။အရှိပင်မှန်သားပြီလို့မျိုးငြိမ်သက်တိတ်ဆိတ်သွားမယ်။ပဝင်းကျင်ကလည်းတိတ်ဆိတ်ကြောက်ကတ်သွားမယ်ဆိုရင်ရေရင်ပဝင်းကျင်ကိုမိတ်ဆွေတေချာကြည့်ပါ။ဂရုစိုက်ပါ။တတုံးတစ်ခုခုများရေထဲမှာရှိနေမလား။ရှိနေတယ်။တွေ့နေတယ်ဆိုရင်တော့အဝေးဆုံးကိုထွက်ပြေးတာ။လောက်ခတ်ပြီးပြေးတာ။ အော်ဟစ်ကူညီတောင်းတာမျိုးကိုသာလုပ်ပါလို့ကြံပြုပေးရစေ။ဒါမိเจ้าမှာပဲ။သူတို့ကရေဘိုးကိုတကူလုံးပေါ်အောင်မရောမတက်ပါဘူး။နှကောင်းနဲ့မလုံးလေးပုံရလို့တက်ပြီးတော့တိတ်ဆိတ်စွာ အမဲလိုက်နေခြင်းပါပဲ။ငင်ငင်လေးနေနေလို့သူတို့ရဲ့လှူရှာမှုကဖြည်းဖြည်းလေးပါကွာနေနေလေးပါကွာလို့မတင်လိုက်ပါနဲ့။မောင်လေးရဲ့အခန်းထဲမှာဖြတ်ခနဲမီးပွင့်လိုက်တယ်လို့မျိုးနန်းဆန်လုံးပါတယ်။ရုတ်တရက်ကိုဝုံးမနဲ့ဖြစ်သွားတဲ့အထိကို အပြင်းထန်ဆုံးနဲ့အများဆုံးလှုပ်ရှားနိုင်တာကညီကြောင်းတကောင်ရဲ့စမ်းအားပါပဲသူ့ရဲ့ကြီးမားတဲ့ပစက်ကြီးတွေနဲ့ကိုက်ချီထန်လိုက်ရရင်လူမမဟုတ်ပေါ့ဘလောက်ပဲအားကြီးတဲ့တတ္တဝါဖြစ်ဖြစ်ပြန်ရုံးကန်ဖို့ဆိုတာလေကူတဲ့အလုပ်တော့မဟုတ်ပါဘူးညီကြောင်းတကောင်ရဲ့မေယိုကန်အားက this to yan level မှာပေါင်3900လောက်ကိုကိုက်ဖြတ်နိုင်စွမ်းအကြီးတဲ့အဲ့ဒါဆိုင်တဲ့မှာဖတ်ဖူးတာ ဒါပေမဲ့အထင်ရှားသုံးခုဥမာကိုပြရရင်သူ့ရဲ့ကတ္တာအယိုးတွေတော့ကြည်မောထွက်သွားနိုင်တယ်။အဲလိုမျိုးကိုသူကမေယူအားရန်တန်လိုက်။ဒါပေသူ့ရဲ့နောက်ထပ်ကြောက်စရာကောင်းတဲ့တက်ကွင်းတစ်ခုကတော့သူကတားကောင်ကိုကြိုက်ပြီးတဲ့အခါမှာရေထဲမှာသူ့ရဲ့ခန္ဓာကိုယ်ကြီးကိုလှည့်ပတ်ပြီးတော့တားကောင်ကိုရေနဲ့တတ်တာပါပဲ။ဒါကိုဒေမင်းလက်လက်ချင်းလို့ကျွန်တော်ကခေါ်ကြ။ ဟောပါပြီ။ဒီကြောင့်ကဲခံနိုင်ရပြီ။ဘလို့နီးလန်းတွေကကျွန်တော်တို့လွတ်မြောက်နိုင်မလဲ။အဲ့ဒီဝေကွန်းလေးကိုကျွန်တော်တို့ဖြေကြည့်ရအောင်ပါ။အကောင်းဆုံးဖြေရတော့မိတ်ဆွေတို့အနေနဲ့မိကြောင်းရှိတဲ့ရေလဲမစင်းတာအကောင်းဆုံးပဲလို့ကျွန်တော်ပြောပြရစေ။ဘာလို့ဆိုမိကြောင်းဆွဲခံရပြီးဆိုရင်တတ်ရှင်ဖို့ဆိုတာကတရားမှာတရားတော့တောင်းမရှိနိုင်တော့ပါပဲ။ ဒီထက်ရှင်းအောင်ပြောရရင်အသက်ရှင်ဖို့ကတိတ်ရခိုင်တော့မရှိဘူး။ဒါကြောင့်လူเจ้าရှိတဲ့နေရာနဲ့ဝေးဝေးနေတာကကောင်းဆုံးပါ။တကယ်လို့များမှပြောခွင့်မစိုးခွင့်ကြုံတွေ့ခဲ့ရရင်တော့ကျွန်တော်အခုပြောပြမယ့်အချက်တွေကိုတတိယပေးပါ။ကိုယ်ဆောခင်ရတဲ့ခါမှာနာကျင်လုံးပြီးတော့ကြောက်စိတ်တွေအရင်ကြီးတာရုံးခတ်တတ်ပါတယ်ရုံးလေးနာလေးရုံးလေးနာလေးအဲ့လိုဖြစ်မှာပါ အပြီးအာကုံရမယ်အာကုံပြီးဝိုင်းဝေချောင်းရအလိုကြပဲကျွန်တော်တို့ဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့တိုက်ခံလိုက်ရပြီးကိုသူတိမ်မင်းလှက်လှက်ခြင်းနဲ့ဆွန်းနစ်ပြီးအလွယ်ကူဒါပေမဲ့တတိလေးကပ်ပြီးတော့ဝေချောင်းရဲ့နှလုံးတွေနှာခေါင်းတွေအဲ့နေရာတွေကို ထုပြီးတော့ထုလူကြိုင်နဲ့ထုဒါမှမဟုတ်ကုတ်ဆွဲလူကြိုင်လဲဆွဲအဲ့ရမျိုးကိုတော့တက်နိုင်ဆုံးလုတ်ပါ ။ဘာဖြစ်လဲဆိုတော့အဲ့ဒီနေရာတွေကမိချောင်းတကောင်ရဲ့အားအနေဆုံးနေရာတွေပါပဲ။ဒါပေမဲ့ဒီလိုသူတို့တင်မင်းလှဲ့ဆဲ့တဲ့အခြေအနေမျိုးမှာဆိုရင်တော့အဲ့လိုလှုပ်ဖို့ဆိုတာဇာကင်တော့ကအယံမဲ့နေပါတယ်။ဒါကြောင့်ကျွန်တော်တို့ကသူတို့ကိုရေပင်းလို့ခေါ်ရတာပါ။ရေရောက်ကိတာမိကျောင်းတော်နဲ့အတူတူရေထဲမှာရှင်ပြန်တက်ဖို့ဖို့ဆိုတာဘလို့တက်တော့မျိုးမှမလွဲကူပါဘူး။ ဒီလိုအဆောင်ထက်တဲ့မိကျောင်းတွေဘလောက်ထိအသက်ရှင်နိုင်တယ်လဲဆိုတော့တဘောမှာသူတို့ရဲ့ပြန်မြတ်တတန်းက90ကနေ80နှစ်လောက်ထိကိုတက်ရှင်တက်ကြပါတယ်။ဒါပေမဲ့ခြေနေကောင်းရင်နှစ်100ကျော်ထိကိုအသက်ရှင်နိုင်ပါတယ်။တဲ့မေးစိုးဆိုဒီတစ်ပတ်မှာတော့အခုဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရအောင်ပါ။နောက်တစ်ပတ်မှာတော့ကျွန်တော် ARI တိုင်းပုံလေးမျိုးနဲ့အောက်ဖက်မင်းအောင်ကျေးရွာကြီးကဦးမောင်ရင်ဆိုတဲ့လူတယောက် ဝီကြောင်းဆွဲခံရပြီးတော့ဘလို့လွတ်မြောက်လာခဲ့သလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပါဒါကြောင့်မို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါဦးအခုလိုဗီဒီယိုလေးကိုအဆုံးအထိကြည့်မိတဲ့အတွက်လည်းရန်ကိုကျေးဇူးတင်ပါတယ်ဗျာအားလုံးပဲစိတ်ချမ်းသာ ကိုယ်ချမ်းသာရှိကြပါစေဗျာကျွန်တော်ပင်နေသားပါ